ငွေမြဲလက်ဆွင့်စေတဲ့နည်းလေးတစ်ခုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်။လော့ဂီအစီအစဉ်တစ်ခုပါ။အရန်လွယ်ကူပါလေ။ကျွန်တော်ကမောင်တုခပါခုနှစ်ရက်သားပြီကိုပေးတင်ရတဲ့အားနဲ့လော့ဂီအစီအစဉ်ဖြစ်ပြောကကုတာတာတွေဖယ်ရှားပေးတာတွေလုပ်ပေးပါရခင်ဗျာ။ပိုက်ဆက်တွေလည်းဒါဖယ်ရှားပေးပါတယ်။ဒီနေ့မှာတော့ကျုံမိတ်ဆွေကျောက်အမြဲတမ်းပြောနေကြစကားရှိရှရာကျမငွေမမြဲဘူးလက်မစွင့်ဘူးလက်တွေပိတ်နေတယ်ဘယ်လိုလုပ်ရမလဲမကြာခဏကွန်မန့်မှာကျွန်တော်တွေ့ရတယ်ဒီနေ့မှာတော့ငွေမြဲစေတဲ့နောက်နီးလေးကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ် တခါကြရင်မိတ်ဆွေတို့ကြုံဘူးလားမသိဘူးကိုကအပြင်မှာငွေတွေရှာတယ်အရန်ရတယ်ဒါပေမဲ့ကိုလက်ထဲမှာကြည့်လိုက်တော့လေနော်ငွေကမရှိမစုမိမဆောင်မိဘယ်ကနေထွက်လို့ထွက်မှမသိကုံမှန်းကုံမှန်းမသိပဲဖြစ်နေတဲ့သူတွေတော်တော်များတယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မို့ဒီနေ့မှာငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ငွေမြဲအောင်အဥ္စာပစ္စည်းတွေကိုလက်ထဲမှာအမြဲနေအောင်ဒီနည်းကိုကိုယ့်ရဲ့ငွေနေရောက်တိုင်းလေဘုရားမှာပူဇော်ပါလို့ကျွန်တော်အာပြောချင်တယ်ဘာကြောင့်လဲဆိုတော့ ဒီနေ့တိုင်းကိုယ့်ရဲ့မွေးနေ့တိုင်းမှာပူဇော်ခြင်းအားဖြင့်ငွေတွေမြင်လာတာမျိုးပြီးတော့အလက်တွေဆွင်လာတာမျိုးငွေထွက်ပေါက်လေးတွေပိတ်ပြီးတော့ငွေဝင်ပေါက်တွေငွေဝင်လမ်းကြောင်းတွေပေါ်လာတာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်အရန်လည်းတွင်ပြပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တူတူလက်လွတ်ကြမယ်ခင်ဗျာတိတ်မခက်ပါဘူးเนาะအရေးကြီးတာတစ်ခုကအခုကျွန်တော်ပြောတဲ့နေ့ကိုမလုပ်ခင်မှာတစ်ခုလုံးတန့်စင်စင်ကြယ်နေရမှာဖြစ်ပါတယ်ဒါကြောင့်ရေမိုးတွေချိုးလိုက်ပါပြီးတော့ရင် ဖရားမီးပြပူဇော်အမွေရတာတွေကတ်လူဖရားတွေစစ်ကိုငါးပါးတိလာတွေခံယူပြီးမှအခုကျွန်တော်ပြောတဲ့ဒီကိုလောက်ပါအကောင်းဆုံးကဖရားကျောင်းဆီမှာလောက်ရင်ကောင်းတယ်ကိုကနိုင်ငံသားမှာဆိုရင်လှုပ်လို့အဆင်မပြေဘူးဆိုရင်လည်းမြင့်မြတ်တဲ့နေရာမှာလောက်ပေါ့နော်ကိုယ့်ရဲ့အရာဘေးမှာပြည့်ပြည့်စင်ပြေနေရာမှာလောက်ဖရားကျောင်းမှာမရှိဘူးလှုပ်လို့ရလားမင်းရတယ်တိလာကျွန်တော်နိုင်ငံသားတူတဲ့ပေါ့ပေါ့ဒီပေါ့စာမေးတတ်တယ်ဟိုကျမနေနဲ့အိမ်မှာကျွန်တော်နေအိမ်မှာဖရားကျောင်းမှာမရှိဘူးလှုပ်လို့ရလားရတယ်ဖရားကိုရင်မှန်းပြီးတော့စစ်ကိုနော်ခဏကျွန်တော်ပြောလို့ပဲခုံလေးတခုံပေါ်မှာအခုကျွန်တော်ပြောတဲ့ညီလေးကို လောက်ကြပါရပါတယ်เนาะဒါကြောင့်မို့အခုကျွန်တော်တင်ပေးမယ်ကဲတူတူလိုက်လောက်ကြမယ်เนาะ A4 စာရွက်ကတော့နေရာတိုင်းမှာရှိမလို့ထင်တယ်ဒီလိုမျိုးလေးအဖြူရောင်လေးတွေပေါ့เนาะဒါအဆင်ပြေလုံးလေးဖြတ်ထားပါအခုကျွန်တော်ပြောတယ်เนาะအခရာလေးလုံးကိုတူတူလိုက်ဆွဲမယ်ခင်ဗျာတိတ်မခတ်ဘူးเนาะကဲကျွန်တော်အခုအရင်ဆုံးကျွန်တော်ဂါတာလေးတစ်ပုဒ်တင်ပေးမယ်ဒီဂါတာကိုစာတန်းထဲထိုးပြမယ်ကျွန်တော်ကိုယ်တိုင်လည်းရွတ်ပြမယ် ကဲဒါဆိုရင်လိုက်ဆွဲကြမယ်ခင်ဗျာအခုကမိတ်ဆွေတို့ကျွန်တော်စကားပြောပြီးတော့ကျွန်တော်တင်ပေးနေလို့เนาะကျွန်တော်ပြောရင်းဆွဲသွားမှာအမှန်တကယ်တော့လေဘယ်သူမှစကားပြောလို့မရဘူးအခုဒီအခခရလေးလုံးဆွဲပြီးမှပဲစကားပြောလို့ရတယ်ပေါ့เนาะအဲဒါရောဖျောင်းနေပိုင်းထုံပြန်ဒီဘေးကလူတွေစကားပြောလိုက်ဆွဲလိုက်အဲ့လိုလုပ်လို့မရဘူးအခုကကျွန်တော်တင်ပေးနေလို့ကျွန်တော်စကားပြောတာမှန်တကယ်ဆိုစကားပြောလို့မရဘူးเนาะဒါရကအရင်ကြက်မှတ်ထားလိုက်ပါအုံကကြီးရေးမယ်ဆိုရင်ပေါ့เนาะအုံကကြီးအခခရမစ်စေတာနေကကြီးပဝိတ္တတိ ဒီကာတာပေါ့နော်ဥမာကခွေဆိုရင်ကကြီးနေရာမှာကခွေထည့်လိုက်ပေါ့နော်အုံးကခွေအခခရာမစ်စေတာနေကခွေပဝိတတိနော်အဲ့ဒီကျွန်တော်အခုကျွန်တော်စာလေးရေးပြထားမယ်နော်ခွင်းစခွင်းပိတ်မှာနော်အခခရာတွေပြောင်းလိုက်ပေါ့နော်ကာတာကတော့တူတူပဲကဲဒါဆိုရင်ကျွန်တော်သတင်းလေးချိတ်ကိုအရင်ဆွဲပြပါမယ်အုံးတလင်းချိတ်အခခရာမစ်စေတာနေတတလင်းချိတ်ပဝိတတိအုံးတအခခရာမစ်စေတာနေ တပဝေတတိ။ဩညအခရာမစ္စေသာနေညပဝေတတိ။ဩကအခရာမစ္စေသာနေကပဝေတတိ။ဒါဆိုရင်ကျွန်တော်တို့ဒီလိုစာရွက်လေးပြရွက်ရလာပြီဒါအောင်ကျော်ဖျောင်းနိုင်မှာပတ်ပြီးတော့လှူဒန်းရမှာဖြစ်ပါတယ်ဒီထက်ကောင်းချင်တယ်ဆိုရင်မိတ်ဆွေတို့ဒီအောက်လေးနားမှာမိတ်ဆွေတို့ဟိုကိုဖြစ်ချင်တဲ့ဆန္ဒလေးရေးအမငွေမြဲစေလက်ဆွေစေလက်ဝင်စေအဲ့လိုမျိုး ်အငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုဖြစ်ချင်တဲ့ဟာလေးတွေရေးလို့လည်းရပါတယ်ဒါဆိုရင်ပို့ပြီးတော့ကောင်းပါတယ်เนาะကိုယ့်ရဲ့မွေးနေ့ရောက်တိုင်းเนาะပူဇော်ခြင်းအပြင်တိတိတသားလေးငွေတွေမြဲလာမှာဖြစ်ပါတယ်ရေုံကြည်နဲ့ပူဇော်ပါလို့ပဲကျွန်တော်ကတိုက်တွန်းခြင်းပါတယ်ခင်ဗျာအရန်ရေးလည်းမခတ်ဘူးလွယ်ကူပါတယ်ကျမစီတွေနှစ်အဆနှစ်ဆုံးကောင်းတော်မိတ်ကောင်းတော်တဲ့ကောင်းတော်ငွေချင်းနဲ့ပြည်စုံပြီးပျော်စွင်တော့မိတောင်စုပါပျော်စွင်တော့အိမ်တော်ယူတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ